အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အောက်တိုဘာလ30ရက်နေ့နေ့ကပိုင်းဒီ new သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီခေါလံဖူးမြို့နယ်မှာရှိတဲ့ရှိန်ခေါင်ဒေသမှာရှိစစ်တပ်လက်အောက်ကပြည်သူ့စစ်ကောင်တို့ကိုဒီ KNA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။နောက်မိုးကုံးမြို့က TNL စုခွာပေးပြီမဲ့လည်း အကြံဖက်စစ်တပ်ကိုဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဒီ NUG လက်အောက်ခံ PDF တွေက ပြောပါတယ်။နောက်စစ်တပ်ထိုးသင့်လို့ချင်းမြောက်ပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေပါပြီ။ဒီပေါင်းတီမြို့နယ်ဝဲကြီးဆယ်စစ်တပ်စစ်စေးဂိတ်ကိုတွန်လိုင်းတပ်တွေကဖောက်ခွဲတိုက်ခိုက်တာမှာစစ်သား၅ဦးသေဆုံးသွားပါတယ်။နောက်ရွေးကောက်ပွဲနှောက်ရှက်ဟန်တားတယ်လို့ဆိုပြီးတော့ဒရိုက်တာမိုက်တီအပါဝင်နုပညာရှင်၃ဦးကိုစစ်ကောင်စီကဖမ်းတီးလိုက်ပါတယ်။ ဒီအာဆီယံအထူးတန်ကိုအကျဉ်းကျသူတွေနဲ့တွဲခွင့်ပေးတာမပေးရဟာစစ်ကော်မရှင်ဆုံးဖြတ်ချက်တာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။နောက်နထိုးကြီးမြို့နယ်ကံကျေးရွာမှာထိုင်ချတပ်ဆွဲထားတဲ့စစ်စခန်းကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်သား၅ဦးသေဆုံးသွားပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုသူသိပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ အရင်တို့အနေနဲ့ဒီခွန်လန်ဘူးမြို့နယ်မှာရှိတဲ့ရှင်းကောင်ဒေသမှာရှိတဲ့ဒီစစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို KAI ကတိုက်ခိုက်သိမ်းပိုက်တဲ့တရင်ကိုစပြီးတင်ဆက်ပေးပါရစေခင်ဗျာ။အောက်တိုဘာ28ရက်နေ့ကကချင်ပြည်နယ်ခွန်လန်ဘူးမြို့နယ်မှာရှိတဲ့ရှင်းကောင်ဒေသ9လကြာရွာမှာတပ်ဆွဲထားတဲ့စခန်းကို၎င်းဒီအောက်တိုဘာ29ရက်နေ့ကနန့်ချင်းရွာ မှာရှိတဲ့စခန်းကိုတကောင် KI ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်တာဖြစ်ပြီးတော့အကြမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုနဲ့လက်နက်ခဲယံပစ္စည်းတွေလည်းသိမ်းဆည်းရရှိခဲ့တဲ့အကြောင်းလည်းသိရပါပါတယ်ခင်ဗျာလန်ဆယ်ရွာအထက်မခေါင်တန်းရွာနဲ့ရှိန်ကောင်ရွာကြားမှာရှိတဲ့စခန်းတစ်ခုပါစစ်ခွေးတွေကထိခိုက်ဒေဆုံးမှုလက်နက်ခဲယံပစ္စည်းတွေသိမ်းဆည်းရမိတာရှိပေမဲ့အရေးအတွက်အတိအကျမသိရသေးဘူးလေကြောင်းလာတာတော့မရှိဘူးလို့ကြေညာစီးရီးတရင်ရင်းမြစ်က ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ ဒီအဲ့ဒီတိုက်ခိုက်မှုကိုပြချင်းလွတ်လိုက်တက်မတော် KAI တက်မှခွန်နဲ့မဟာမိတ်ပူးပေါင်းတက်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီစကန်နှစ်ခုဟာလိုင်းစင်ဒေတာနဲ့ရှီလန်ဒန်းကဆုတ်သွားတဲ့စစ်ကောင်စီတပ်သားပြည်သူစစ်တွေဖြစ်ပြီးတော့ကြေးရွာတွေအတွင်းမှာအခိုင်အမာစစ်ပြင်ဆင်ပြီးတော့နေထိုင်တဲ့စကန်တွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဒေတာတွေမှာတော့အရေးပါတဲ့စကန်နှစ်ခုဖြစ်တယ်လို့လည်းဒီစီးရီးသတင်းအရေးမြင့်အချို့ကပြောကြပါတယ် နောက်မိုးကုတ်ကနေ TNL ဆုတ်ခွာသွားပေမဲ့ဒီ NUG လက်အောက်က PDF တွေကဆက်ပြီးကာကွယ်သွားမယ်လို့ဆိုပါတယ်ခင်ဗျာမိုးကုတ်နဲ့မိုးမိတ်ကိုထိန်းချုပ်ထားတဲ့ TNL ကအော်တိုဘာလ29ရက်နေ့မှာစစ်ကော်မရှင်တီကိုပြန်ပေးဖို့တရုတ်ရဲ့ဂျာဝယ်မှုနဲ့သဘောတူအဖြစ်ရသဘောတူညီချက်ထဲမှာတွေ့ရပါတယ်ခင်ဗျာဒီဒါပေမဲ့အော်တိုဘာ29ရက်နေ့မှာပဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးပြည်သူ့ကာကွယ်တပ်မတော်နဲ့မိုးကုတ်ဗျူဟာတပ်တွေကလည်းမိုးကုတ်မြို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ကြေညာချက်တွေရှင်းတဲ့နောက်ဆင့်ထွက်ပေါ်လာခဲ့ပါတယ်။သူတို့ပြောတာကတော့ရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်မိဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ကိုဇွန်းညံဇွန်းရှိသမျှဆက်လက်ကြိုးစားသွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့အခက်အခဲတွေများပါသေးဘုံကြီးမှန်ချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင် အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကိုဒီဇိုင်းမမဖော်ဆောင်သွားမယ်ဆိုပြီးတော့လည်းအတည်ပြုထားပါတယ်မိုးကုံမြို့ကစစ်ကော်မရှင်တပ်ကမကြာခဏလေကြောင်းကနေပုံကျဲတိုက်ခိုက်နေလို့ဆုံရှုံတာတွေလူအသေးပြောက်များတာတွေအဆောက်အဦတွေပျက်စီးတာတွေလည်းအများပြားရှိခဲ့ပါတယ်ခင်ဗျာမိုးကုံမြို့နဲ့အတူမိုးကုတ်ဆင်ကူတပိတ်ချင်းဒေသတွေကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာ TNNA နဲ့အတူမဟာမိတ်တော်လှန်ရေးအဖွဲ့တွေပူးပေါင်းသိမ့်ပိုက်ထားတဲ့မြို့တွေဖြစ်ပါတယ် အခုကစစ်ကော်မရှင်ကကြောင်မဲမျိုးဘက်ကနေစကြောင်းတကြောင်းနဲ့ဖော့တော့လမ်းစုံကနေစကြောင်းတကြောင်းမိုးကိုကိုဥတီပြီးတော့ပြန်လဲထိုးသစ်ဆင်နေတယ်လို့လည်းယူဆရပါတယ်ခင်ဗျာမိုးကိုမျိုးကန်တွေကတော့တည်နေလေထပ်သွားပြီးလို့စစ်ကော်မရှင်တပ်ပြန်ဝင်လာမှာစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်စစ်ကော်မရှင်တပ်ကမကြာခဏဘုံကျဲတိုက်ခိုက်တာတွေကြောင့်မြို့ကန်တချို့ကတော့တင်းချောင်သွားကြသူတွေရှိတယ်လို့ဘယ်မှမသွားပဲကြံနေတဲ့သူတွေလည်းရှိနေသေးတယ်လို့သိရပါတယ်ခင်ဗျာ အနောက်ချင်းပြည်နယ်ကတရင်တပုတ်ကိုဆက်ပြီးတင်ပြပါမယ်။ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ချင်းပြည်ကောင်စီကာကွယ်ပူးပေါင်းတပ်တွေကအောက်တိုဘာ29ရက်ကစပြီးတော့ကလေးမျိုးနဲ့တိုင်းငင်းမျိုးအကြမ်းတိုက်ပွဲဖြစ်ပွားနေတယ်လို့ချင်းတရင်အရေးမြစ်တွေကပြောပြကြပါတယ်။စစ်ကောင်စီဟာသကိုင်းတိုင်းကလေးမျိုးဘက်ကနေစစ်အင်အားအလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာလို့တီးတိမ်မျိုးနယ်မွေပြီးရွာမှာတိုက်ပွဲတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။ လေးမျိုးကနေချင်းတောင်ဘက်စကြောင်းထိုးတဲ့စက္ကဆတွေနဲ့တိုက်ပွဲဖြစ်ပါတယ်ချင်းပြည်အစိုးရတပ်ပေါ်ချင်းပြည်ကောင်စီတော်လိုင်းတပ်တွေနဲ့ဒီစက္ကဆစကြောင်းထိုးလာသူတွေနဲ့ဒီတိုက်ပွဲရှိတယ်ကလေးတိုင်းငင်းကြားမှာရှိတဲ့မွေပြီးရွာမှာလို့ချင်းတရင်ရင်းမြစ်ကပြောပြပါတယ်ဒီတိုက်ပွဲမှာအထိကိုက်အကြဆုံးတွေအခြေအနေမသိရသေးဘူးလို့လည်းပြောပါတယ်ဒီစစ်ကောင်စီတပ်ဟာအောက်တိုဘာ28ရက်ကစပြီးတော့စစ်ရင်အလုံးရင်းနဲ့စကြောင်းထိုးလာတာဖြစ်တဲ့အကြောင်း ချင်းပြည်ကောင်စီကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ CDS စီးရင်ကအတိပေးထုတ်ပြန်ထားပါဗျ။ဒီစစ်ကောင်စီဟာကလေးမျိုးဘက်ကနေမြေပြင်စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကလည်းတီးတိမ်မျိုးကိုဆင့်အာဖြစ်တည်နေတယ်လို့ချင်းတရင်အင်းမြစ်တွေကပြောပါဗျ။အောက်တိုဘာ26ရက်မှာရဟရင်နဲ့9ကြိမ်အောက်တိုဘာ29မှာရဟရင်နဲ့9ကြိမ်တီးတိမ်မျိုးကိုဆင့်အာလက်နက်ခဲရန်ဖြစ်တင်းတာတွေလောက်တာဖြစ်တယ်လို့ဆိုပါဗျ။ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဒီတရားလောက်ကအင်အားဖြစ်ခဲ့တာလို့လည်းသိရပါဗျ။ စစ်ကောင်စီက2025မေလကရကကလေးဘက်ကနေတိုင်ငင်ဘက်ကိုဆင့်ရများပြားနဲ့စစ်ကြောင်းထိုးခဲ့ဘူးပေမဲ့ဒီချင်းတွန်လိုင်းတပ်တို့ရဲ့တိုက်ခိုက်တာတွေကြောင့်အထိနာပြီးတပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီတုန်းကလည်းမွဲပီးရွာအနီးဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့တိုက်ပွဲတလခွဲကျော်ကြာဇူလိုင်လကျမှာစစ်ကောင်စီတပ်ကကလေးမျိုးဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပြီးတော့အခုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီပဲခူးတိုင်းပေါင်းတီမြို့နယ်မှာဒီစစ်တပ်စစ်စည်းရေးဂိတ်ကိုဖောက်ခွဲတိုက်ခိုက်တယ်လို့သိရပါဗျ။အော်တိုဘလ28ရက်နေ့မနေ့9:55မိနစ်မှာပေါင်းတီမြို့နယ်ဝဲကြီးဆယ်စစ်တပ်စစ်စည်းရေးဂိတ်ကိုဘီဝါ27ကိုကဲမှုအောက်မှာရှိတဲ့363တက်ရင်တက်ခွဲနှစ်ကနေပြီးရှစ်ထွက်မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သား2ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိပါတယ် ဒါပြင်ဖောက်ခွဲတိုက်ခိုက်မှုအတွေ့မှာ PDF တွေရဲ့သတင်းအချက်အလက်တွေကိုထပ်မံပေးပို့တာပြည်သူတွေမြို့ကဝယ်လာတဲ့ကွန်ပျူတာတွေကိုစစ်ဆေးရှာဖွေတာတွေပြုလုပ်နေတဲ့မိခင်ပြာဆိုတဲ့စစ်တပ်သတင်းပေးမြို့သူတွေလည်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာကျွန်တော်တို့မိုင်းခွဲတိုက်ခိုက်တာမှာစစ်ခွေးနှစ်ကောင်တေဆုံးပါတယ်ဂိတ်မှာရှိတဲ့ပြည်သူသုံးဦးမစိုးရင်ရဒဏ်ရာရတယ်လို့သိရတယ်ပြည်သူတွေရှင်းလင်းကြိမ်ကိုစောင့်ပြီးဖောက်ဖွဲတိုက်ခိုက်ပေမဲ့မထင်မှတ်ပဲပြည်သူတွေထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ုံသွားစိတ်မကောင်းဖြစ်ရပါတယ်။နောက်ပြီးမေကပြာဆိုတဲ့စစ်ခွေးသတင်းပေးမြို့သမီးတူလည်းထိခိုက်ဒဏ်ရာရတယ်လို့363ညတ်တဲ့တိုင်ရင်စစ်ထောင်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်ထိုးကပြောပါတယ်ခင်ဗျာ။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းတွေအနည်းကိုနေထိုင်သွားလာတာမလူပုံနဲ့ဒီ363ညတ်တဲ့တိုင်ရင်ကအတိပေးထားပြီးတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ နောက်တဲ့တဲ့ဘုတ်ကတော့ဒီရွေးကောက်ပွဲနှောက်ချက်ဟန်တတယ်လို့ဆိုပြီးတော့ဒါရိုက်တာမိုက်တီအပါဝင်နုပညာရှင်၃ဦးကိုစစ်ကော်မရှင်ကဖမ်းဆီးလိုက်ပါတယ်။အနာသိစစ်ကော်မရှင်ကကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲကိုနှောက်ချက်ဟန်တတယ်လို့ဆိုပြီးတော့ဒီဒါရိုက်တာမိုက်တီအပါဝင်နုပညာရှင်၃ဦးကိုဖမ်းဆီးခဲ့တဲ့အကြောင်းအောက်တိုဘာ29ရက်နေ့မှာစစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကော်မရှင်ရဲ့ဝါရဖြန့်ဇလန်းတူဖြစ်တဲ့ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုပြီးတော့ ဒီရွက်ောက်ပွဲဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှာမဟုတ်မမဝေဖန်တယ်လို့ဆိုပြီးတော့ဒရိုက်တာမိုက်တိခတန်ထွန်းသောတေးဥဆောင်ကျော်ဝင်းထုတ်ခကျော်မင်းထုတ်အာတာတေးဥဆောင်အုံတိုင်းခဇော်မင်းတို့ကိုဖန်တီးခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအမှုပညာရှင်တွေဟာစစ်အာဏာသိမ်းမှုကိုတွန်လှန်တဲ့ဆန္ဒပြပွဲတွေမှာပါဝင်တာစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေဝေဖန်တာယူကောက်ပွဲကိုစန့်ကျင်တာတို့ပြုလုပ်နေကြောင်းလဲစစ်ကော်မရှင်ကပြောဆိုထားပါဗျာ ဒါရိုက်တာမိုက်တိခတ်တန်းနှုံးဆောင်ဟာဆက်အနာသိမ့်တဲ့2020ခုနှစ်မှာလည်းနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ပုံမှန်905ကာဂျီနဲ့ဖန်တီးခံခဲ့ရပြီးတော့2022ခုနှစ်မှာလူငင်းချတန်ကုန်နဲ့ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ကအခုထပ်ပြီးတော့ဖန်တီးခံရတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်မရှင်ဟာတရားမဝင်ရွက်ကောက်ပွဲကျင်းပနိုင်ရေးအတွက်နီလန်းမျိုးစုံကိုအုံပြုပြီးတော့ကြိုးစားနေပြီးတော့ရွက်ကောက်ပွဲကိုနှောက်ရှက်ဟန်တန်းနိုင်မဲ့အခြေအနေကကာကွယ်ဖို့ဟုဆိုပြီးတော့ဒီပြီးခဲ့တဲ့ဇူလိုင်29ရက်နေ့က စတင်ပြီးတော့ရွက်ောက်ပွဲကာကွယ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးတော့၎င်းတို့ကိုဆက်ကျင်တဲ့ပြည်သူတွေကိုဖမ်းဆီးနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်အာဆီယံအထူးတန်ကိုအကျဉ်းချသူတွေနဲ့တွေ့ကွင်းပေးမပေးဟာစစ်ကောင်စီရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်ဆိုပြီးတော့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောလိုက်ပါတယ်။ မြမအရေးဆိုင်ရာအာဆီယံထူးတန်တမာနေပြည်တော်ကိုလာတိုင်းတွေ့ခွင့်ရသူတိုင်းကိုတွေ့ခွင့်ပြုပေမဲ့အချင်းကျနေသူတွေနဲ့တွေ့ဆုံခွင့်ပေးမပေးကတော့စစ်ကော်မရှင်ဆုံးမြတ်ချက်တာဖြစ်တယ်လို့ပြောခွင့်ရဗိုလ်ချုပ်တော်မင်းတုံးကပြောလာပါတယ်။ဒီသူကဘယ်နိုင်ငံရဲ့အချင်းသားဆိုတာထက်မပြောပေမဲ့ထူးတန်တွေကတော့စစ်တပ်ကနေပြည်တော်မှာအချင်းချထားတဲ့ဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းတယ်လို့နားလည်ရပါတယ်။ ီစစ်ကောင်စီအတွင်ပြောင်းစစ်ကောင်မရှင်ဟာဒုံစံသူကြီးကိုနိုင်ငံရေးအကျဉ်းသားထက်ပြစ်မှုကျူးလွန်သူလို့ထောင်ဒဏ်ချမှတ်ခံထားသူဖြစ်ဒီအရင်ကလည်းရည်ညွှန်းပြောဆိုလေးရှိပါတယ်အာဆီယံဘုံသဘောတူညီချက်900နဲ့ပတ်သက်ပြီးစစ်ကောင်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်တော်မင်းထွန်းကနိုင်ငံပိုင်ရုပ်တံကနေသတင်းထုတ်ပြန်ရင်းအခုအကြောင်းအရာကိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ် ရာဇဝတ်မှုကျူးလွန်ပြီးတော့ရာဇဝတ်ပြစ်ဒဏ်ကြခံနေရတဲ့ထောင်ကျသူတွေနဲ့တော့တွေ့ခွင့်ပေးခြင်းမပေးမဲ့အာဆီယံအဖွဲ့ဝင်တွေနိုင်ငံတွေရဲ့အတွင်းရေးမှာဝင်ရောက်ဆက်ဖက်တာမရှိတဲ့အခြေခံမူတွေကိုအမြဲတရီပြုဖို့လိုမှာဖြစ်တယ်လို့လည်းဗိုလ်ချုပ်တော်မင်းထောင်ကပြောပါရယ်။အာဆီယံ2ကိုယ်တိုင်ရဲ့မြန်မာခေတ်စဉ်တွေမှာမြန်မာစစ်ကော်မရှင်အနေနဲ့တက်ဆိုင်သူတွေစစ်ကော်မရှင်အဖွဲ့ဝင်တွေနိုင်ငံရေးပါတီတွေနဲ့ပြည်စုံနိုင်ရေးဆောင်ရွက်ပေးခဲ့တယ်လို့လည်းဆိုပါရယ်ခင်ဗျာ။စစ်တပ်ကအနာသိ2020 တခုနှစ်ကဆက်လို့အာဆီယံထုကိုယ်စားလှယ်တွေကနှစ်တိုင်းမှာဒေါန်သန်းစုကြည်နဲ့တွဲခွင့်တောင်းတယ်လို့နားလည်ရပြီးတော့မြန်မာစစ်တပ်ကခွင့်မပြုခဲ့ပါဘူးဒီအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲမဖော်နိုင်လို့စစ်ကော်မရှင်ရဲ့နိုင်ငံရေးအဆင့်ရှိသူတွေတက်ရောက်ခွင့်ဆက်ပိတ်မယ်ဆိုတဲ့အာဆီယံကထုတ်ပြခဲ့တာပါအာဆီယံရဲ့ဘုံသဘောတူညီချက်ကိုဘယ်လိုပါဝင်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးတော့လည်းဖြည့်ရှင်းချက်တွေထုတ်ပြန်တာတွေ့ရပါတယ်ခင်ဗျာ နော်မန္လေးတိုင်းနထိုးကြီးမြို့နယ်ကဒီတဆွဲထားတဲ့ဒီစစ်တပ်စခန်းဝင်ရောက်တိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြပေးပါမယ်။မန္လေးတိုင်းနထိုးကြီးမြို့နယ်ကံကြီးရွာမှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်တာမှာစစ်သား5ဦးသေဆုံးခဲ့တဲ့အကြောင်းမြင်းညာကအမှတ်တတရင်ကတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်။အောက်တိုဘာ26ရက်နေ့မြင်းကျန်နထိုးကြီးလမ်းပိုင်းမှာရှိတဲ့အင်အား90လောက်နဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေအထိုင်ချတဆွဲထားတဲ့ ကံကြေးရွာကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာကျန်းဖက်စစ်တပ်ကစစ်သား၅ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်တွေအထိကိမ့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာ။ကံကြီးရွာမှာဒီစစ်ခွေးအင်အားကခမကြီး90ဝန်းကျင်လောက်ရှိတယ်တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ခွေးအလောင်းတွေတန်ရတဲ့ကောင်တွေကိုကားတွေနဲ့မြူတဲကိုတဲသွားတယ်လို့သိရပါတယ် ဒီစစ်ကွေးတွေတည်တာက9កောင်လောက်ရှိမယ်ကျွန်တော်တို့ရဲဘော်တွေအထိကမ်းမရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဒီမြင်းညံခဲအမှတ်တက်ဝင်ရင်းကတာဝန်ရှိသူကပြောဆိုတာဖြစ်ပါတယ်စစ်စင်ရေးတိုက်ခိုက်မှုကိုမြင်းညံခဲအမှတ်တက်ရင်းနဲ့နထိုးကြီးမြို့နယ်ပကပတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားပြတဲ့နောက်မှာကျန်းဖက်စစ်သားတွေကဆိုင်ကယ်တွေနဲ့ကုန်းတာရွာဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြောင်းလည်းသိရပါပါတယ်ခင်ဗျာ အောက်တိုဘာလ30ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်